အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကသူ့အစိုးရနဲ့ဟာဗတ်တက္ကသိုလ်တို့ဒေါ်လာသန်း900ပေးချေဖို့သဘောတူညီချက်ရပြီဖြစ်တဲ့အကြောင်းစက်တင်ဘာလ30ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဟာဗတ်တက္ကသိုလ်နဲ့ထရမ်အစိုးရအဖွဲ့တို့လပေါင်းများစွာဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်အခုလိုသဘောတူညီချက်ရခဲ့တာပါ။ထရမ်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးဟာဗတ်တက္ကသိုလ်ကချက်ချင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ထရမ်ရဲ့အစိုးရအဖွဲ့ဟာအကြောင်းတွေတက္ကသိုလ်နဲ့ကောလိပ်တွေကိုပါလက်စတိုင်းအရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ဖက် ရယ်ရမငွေမပေးဘူးလို့ချိန်ချောက်ထားတာဖြစ်ပါတယ်။ဂါဇာစစ်ပွဲမှာအမေရိကန်ကအစ္စရေးကိုထောက်ခံမှုကြောင့်ပါလက်စတိုင်းအရေးလှုပ်ရှားမှုတွေနဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ဒါ့အပြင်ရာသီဥတုပြောင်းလဲမှုလှုပ်ဆော်ရေးတွေ၊ transgender မူဝါဒတွေ၊ကွဲပြားမှု၊ဒန်းညွင်မှုနဲ့ပူပေါင်းပါဝင်မှုစတဲ့လှုပ်ရှားမှုတွေမှာလည်း Trump အစိုးရနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တက္ကသိုလ်တွေကိုစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ထရမ့်အစိုးရရဲ့ဆောင်ရွက်မှုဟာလွတ်လပ်စွာပြောဆိုမှု တက္ကသိုလ်တွေရဲ့အတွင်းနဲ့ကျောင်းသားတွေရဲ့လွတ်လပ်ခွင့်အပေါ်ဆွေးနွေးကြရှိလာပြီလို့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်ရှင်။